သိန်းတစ်ထောင်ဝန်းကျင်နဲ့နဲ့ပိုင်ဆိုင်နိုင်မဲ့ brand new ကားတစ်တစီးကို down payment 50%အကိုင်းနှုန်းတလကို10သိန်းပေးတဲ့ယုံနဲ့ပိုင်ဆိုင်နိုင်မယ်။ San and Elfin Okay အခုဒီချမ်းအန်းရဲ့ Elsvin ကားလေးရဆိုလို့ရှိရင်တော့ဒါ Renny လည်းအများကြီးပါလို့သိရတယ်ပေါ့နော် Battery ဆိုလို့ရှိရင်လည်းဒါ Battery ကအဲ Renny 1 year ပြီးတော့ Sea Body ဆိုလို့ရှိရင်3နှစ်ကို kilo 33နဲ့ Gearbox ကကြတော့ဒါ9နှစ်ကို kilo 33ခွဲအထိ Renny ထားပေးထားတာကိုလည်းရှိတယ်တွေ့ရတယ်ပေါ့နော်ကြည့်ဒီအရှိပိုင်းနဲ့ပတ်သက်ပြီးတော့ဆက်ပြီးကြည့်မယ်ဆိုလို့ရှိရင်လည်း Bonnet ဖုံးလေးတွေကိုချိုးပေးထားတဲ့ဒီသူ့ရဲ့ design လေးရဆိုလို့ရှိရင်လည်း Modernize ဖြစ်တယ်ပြီးတော့သူ့ရဲ့အရှိ Share လေးတွေရဆိုလို့ရှိရင်လည်းကားနဲ့ဒါ Light ဖက်နေအောင်တွေ့ရပါတော့ Share လေးတွေကလည်းအဲလှရတယ်ပေါ့နော် ီကယ်လေးတွေနဲ့ဆိုတော့လုံးဝအားတောက်တောက်ပြောင်ပြောင်လေးရှိရဲ့ပြီးတော့ချမ်းအန်းလိုကိုလေးကိုလည်းထည့်ပေးထားရပါတော့เนาะဒီအောက်ပိုင်းနေရာဆိုလို့ရှိရင်လည်းဒါပြောင်းလို့ဆိုလို့ရှိရင်အရင်ကြီးဟိုလူငယ်ဆန္ဒလည်းမဟုတ်အရင်ကြီးလူကြီးဆန္ဒလည်းမဟုတ်ပဲနဲ့သူ့ကားနဲ့လိုက်ဖက်နေတာကိုတွေ့ရတယ်ပေါ့နော်ပြီးတော့မီးလုံးနေရာဆိုလို့ရှိရင်လည်းဟေလိုဂျင်လိုက်တွေကိုတုံးပေးထားတယ်မီးလုံးနေရဲ့အကွေ့ဒါအချိုးလေးတွေ ဒီဒီချိုးပေးထားတဲ့ဒီအောက်ကပုံစံလေးဆိုလို့ရှိရင်လည်းအရင်လာတဲ့ light ဖတ်တာကိုလည်းတွေ့ရတယ်။ကဲဒါဆိုလို့ရှိရင်တော့ engine ကနေပတ်သက်ပြီးကြည့်လိုက်အောင်။ engine မိုင်းမှာဆိုလို့ရှိရင်လည်းသူက engine ကို blue core pvt engine ကိုသုံးမိထားလဲတွေ့ရတယ်။ engine power ကကျတော့1.5ဆိုတော့အစီစားတက်တာရပေါ့နော်။ dual clutch ဆိုတော့ဒီပြောရမယ်ဆိုလို့ရှိရင် engine ရဲ့ဆွဲအယုံအားကောင်းပြီးတော့မှပိုကောင်းပြီးတော့ပေါ့နော်ဒီစီစားတက်တာတာကိုလည်းတွေ့ရတယ်။ပြီးတော့ဒီခုနပြောတဲ့အတိုင်းပဲ battery ဆိုလို့ရှိရင်လည်း1 year warranty ပါတယ်ပေါ့နော်ဒီ engine ကကြတော့ အရင်တုံခါမှုအာမရှိတော့ဘဲနဲ့ပေါ့နော်ငင်ငိန်လေးနဲ့အေးအေးဆေးဆေးလေးပဲမောင်းနေလို့ရတဲ့ engine နဲ့ဖြစ်တယ်။နောက်ပြီးတော့ဒီ bonnet ပုံကဆိုလို့ရှိရင်လည်း heat cover ပါတယ်ဆိုတော့ရာသီဥတုပူတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်အရင် engine heat တက်မာတွေစပ်တွေပူနေမာတွေအရင်ပူနေစရာမလိုတော့ဘူးပေါ့နော်။ကဲဒါဆိုလို့ရှိရင်တော့အထဲလေးတစ်ချက်လောက်ကြည့်လိုက်ကြအောင်နော်။ ကဲအခုအတွင်းကနေရောက်ပြီဆိုတော့ဆက်ဆက်ထိုင်ခြင်းမှာဒါတတိထားမြထိုင်ကုန်ပေါ့နော်ထိုင်ကုန်နေရာဆိုလို့ရှိရင်လည်းအကုန်လုံး leather တွေနဲ့အာ leather တွေနဲ့ဆိုတော့ထပ်ပြီးတော့အစွတ်တွေပဲထပ်ချုပ်စရာမလိုတော့ဘူးပေါ့နော်ဒီဘက်ပေးမှာဆိုလို့ရှိရင်လည်းဒါကြိုးကြိုးလုံပုံစံမျိုးလေးလုပ်ပေးထားတာကအမြင်စမ်းတယ်ပေါ့နော် sterile ဆိုလို့ရှိရင်လည်းဒါ fabric နဲ့ဆိုတော့အဲကန်ရတာမောင်းရတာတွေကလည်းအဆင်ပြေတယ်ပြီးတော့ dashboard dashboard ကျတော့ carbon wax နဲ့ဆိုတော့အထွေအထူးထပ်ပြီးတော့ဒါ carbon တွေပဲအုပ်ချင်တာတွေပဲထပ်လုပ်စရာမလိုတော့ဘူးပေါ့နော် ီးတော့ဘာပါလဲဆိုတော့ဒီမှာ cruise control ပါမယ်ဒီ back camera back man တွေကိုဒီမှာချိန်ညှိလို့ရတဲ့ clip လေးပါမယ်ပေါ့နော်ပြီးတော့ဒါဒီဆက်နှိုးတာကြတော့ဒီတော့တိုးပဲပေါ့နော်တော်တိုးပဲဖြစ်နေုံပဲနောက်ပြီးတော့ဒီမှာ air con ကြတော့ digital ဖြစ်သွားမယ် kia ဒီအားကြတော့5 speed auto ကိုမှဒါ jewel club နဲ့ဆိုတော့ခုနမျိုးပါအရှိမပြောသွားတဲ့အတိုင်းပဲပေါ့နော်အင်ဂျင်ဆွဲရုံနဲ့အားကောင်းတဲ့စီစားလဲတက်တာတယ် air con ကတော့ပြောမယ်ဆိုလို့ရှိရင်အခုတဒုံနဲ့တင်ထားတာတော့မှအေးတယ်ပေါ့နော် air con ကလည်းအပူအေးရတယ် ပြီးတော့ဒီအရှိတိုင်ခွက်တဲမှာဆိုလို့ရှိရင်သူပုံမှန်ပြနေကြ CK တွေပါမယ်နောက်ဒီမှာ kilo ပါမယ် speed တွေပါမယ်ပေါ့နော်ဒီ infotainment screen တစ်ခုလည်းပါမယ်နောက်တန်နေပါလေဆိုလို့ရှိရင်ကျဲပါလေခုနမျိုးပါတခြင်းနားထောင်ကြည့်ရပါပေါ့နော်အဲပြီးတော့ဒီမှာအဲ USB ခေါင်းအပေါက်တစ်ခုပါမယ်12 volt socket တစ်ခုပါမယ်နောက်ဒီဘက်မှာဆိုလို့ရှိရင်ပစ္စည်းတင်လို့ရမယ်အောက်မှာဒီပစ္စည်းထည့်လို့ရတဲ့ storage space လေးပါတယ်ပေါ့နော်အလဲမကက်ဘုံတော့ပါမယ်ဒီ Emirates အောက်မှာဆိုလို့ရှိရင်လည်းသူ့ရဲ့ space က음 ရှိပါတယ်ဒါ space တော်တော်များများလေးထားပေးထားတော့လည်းတွေ့ရတယ်။နောက် TRN ဆိုလို့ရှိရင်လည်းဒီအပေါ်လေးမှာဝိုင်းဝိုင်းလေးနဲ့အောက်လေးကိုဒီလိုမျိုး၄00ကိုပုံစံလေးချိုးပေးထားတယ်ပေါ့နော်။အဲ့ဒါကကြတော့ဒါပြောမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ကိုကြီးတဲ့လူတွေဖြစ်သေးတဲ့လူတွေဖြစ်ဖြစ်ကိုယ့်ဘာကိုအော်ပြီးတော့ဒီမှာ adjust လုပ်လို့ရတဲ့ဟာလေးပါသေးရပါတော့ဒီဒီ steering နဲ့ပတ်သက်ပြီးတော့မှအဲဒီမှာဒီလိုမျိုး nei adjust လုပ်လို့ရတယ်ဆိုတော့ကိုယ်ခန္ဓာကိုယ်နဲ့လိုက်ပြီးတော့မှကိုယ်မောင်းမဲ့ပုံစံအတိုင်းကို adjust လုပ်လို့ရတယ်ဆိုတော့အဆင်ပြေရပေါ့နော်အဲနောက်ပြီးတော့ဒီ air con နေရာဆိုလို့ရှိရင်လည်းတော်တော်လေး air ဟိုဘက်မှာဆိုလို့ရှိရင်လည်းပစညာအတွက် air con ပုံစံလေးရာကြတော့အဝိုင်းပုံစံလေးပေါ့နော်ပြီးတော့ဒီကဒါ great စုံနေလို့လည်းပြောလို့ရတယ်ပေါ့နော်ဆန်းရုံတောင်ပါသေးရဒီမှာဆန်းရုံဆိုလို့ရှိရင်လည်းအာဒီသူ့ ုံစံနဲ့သူ့ model နဲ့စံရူပါတယ်ဆိုတော့ great ပြည့်တယ်ပေါ့เนาะ2024 model လည်းဖြစ်တယ်ဆိုတော့အာစီးရတဲ့သူတွေအတွက်ဆိုလို့ရှိရင် brand new car တစ်စီးကိုစီးရတဲ့ပုံစံမျိုးခံစားစီရတယ်ပေါ့เนาะကဲဒါဆိုလို့ရှိရင်နောက်ခန်းလေးတစ်ချက်လောက်ကြည့်လိုက်ကြာနောက်ခန်းကိုကြည့်ရမယ်ဆိုလို့ရှိရင်လည်းဒါနောက်ခန်းอ่ะပေါ့เนาะသူကနေသူ3ယောက်လောက်ကတော့ AC လေးထိုင်ပြီးတော့စီးလို့ရတယ်အရင်ဒါ swan type ပင်ပဲပေါ့เนาะအရင် site ကမကြည့်လည်းမကြည့်ဘူးသိလည်းမသိဘူးသူကနေသူအနေတော်လေးပဲပေါ့เนาะဆန်းရူလည်းပါတယ်ဆိုတော့ခီးသွားတဲ့အခါတွေပါဆိုလို့ရှိရင်လည်းအရင်အဆင်ပြေရဲ့ပေါ့เนาะနောက်ပြီးတော့ အာဒါလူကြီးရောလူငယ်ရောဆိုလို့ရှိရင်စလုံးတိုက်ဆိုစီးရတဲ့အခါမှာမောင်းရတဲ့အခါမှာတက်တောင့်တတာလေးနဲ့ပေါ့နော်အရင်အဆင်ပြေမဲ့ကားလေးတစ်စီးလေးဖြစ်တယ်နောက်ပြီးတော့ဒီနောက်ပိုင်းဒီနောက်ဖုံးလေးကြည့်ရမယ်ဆိုလို့ရှိရင်အဒါမီးလုံးလေးတွေဒါထေးလိုက်လေးတွေချိုးပေးထားတဲ့ပုံစံလေးရလဲလှတယ်ဒီမှာဆိုလို့ရှိရင်လဲချမ်းလိုကိုလေးပါတယ်ပေါ့နော်နောက်ဒီမှာ else ပဲ ဆိုနာကတော့ဒီအနောက်မှာ၃လုံးပါတယ်ပေါ့နော်အရှိမတော့မပါဘူးအဲ့တော့ဘတ်ဆုပ်တဲ့အခါကြီးပါဆိုလို့ရှိရင်သူက alert ပေးရပေါ့နော်နောက်ဒီမှာသူကဒီတော့ဒိုးပင်မဲ့ smoky လေးလဲပါတယ်ပေါ့နော်ဒီတော့ဒီ smoky နဲ့ဆိုလို့ရှိရင်လည်းဒီမှာနောက်ဖုံးလေးကိုနှစ်ချက်နှိပ်လိုက်တာ ਨੇ ပွင့်သွားပြီပေါ့နော်အဲ့တော့နောက်ဖုံးမှာကြည့်ရမယ်ဆိုလို့ရှိရင်လည်းလီတာအနေနဲ့ဆိုလို့ရှိရင်တော်တော်လေးတည်တယ်ခီးပိုင်သွားမယ်ဆိုလို့ရှင် luggage ကိုမှာအစည်းတလုံးအလက်တလုံးအသေးတလုံးပေါ့နော်ဒီလိုမျိုး၃လုံးထိဆန့်တယ်လီတာအနေနဲ့ဆိုလို့ရှင်380လီတာလောက်ထိဆန့်တယ်ဆိုတော့ခီးသွားလဲ ဆင်ပြေတယ်မိသားစုနဲ့ပဲခီးသွားသွားအာဒီမျိုးရဲပဲမောင်းမောင်းပေါ့နော်အဆင်ပြေကားတစ်စီးလည်းဖြစ်တယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်တာယာဆိုင်ပေါ့နော်တာယာဆိုင်ကကြာတော့ဒါ15 inch ဆိုတော့သူ့ကားနဲ့သူ့တာယာဆိုင်တွေကအဆင်ပြေရဲ့ကွက်တီပဲပေါ့နော်ကားစီပြိသက်တွေအနေနဲ့ခုနကမြို့ပပြောပြခဲ့တဲ့ဆန်အန်းရဲ့ဒါ Elfin 2024 model မြင့်ကားတစ်စီးကိုပိုင်ဆိုင်ခြင်းနဲ့ဆိုလို့ရှိရင်တော့မြို့ပရဲ့ကားစီပြီး showroom မှာလည်း live ကြည့်ရှုပြီးတော့ဝယ်ယူလို့ရနိုင်တယ်ဆိုတဲ့အကြောင်းလေးကိုဒီနေ့ကနေတခါတည်းသတင်းကောင်းပါလိုက်ပါရနော် ော့ချမ်းကနေပြီးတော့မှာ3000ဝန်းကျင်နဲ့ရမယ် EV က2စီးကိုမြို့ပြပြပေးသွားမယ် ပထမဆုံးအနေနဲ့ဒီမှာချမ်းနေပြီးတော့မှအဲဒိုကိုအရင်တော့ဆိုလို့ရှင်ဒါစီကားထွက်ပြွားပြီပေါ့နော်အခုဆိုလို့ရှင်တိုက်စီအနေနဲ့လည်းထွက်ရှိလာတယ် EV ကတစ်စီးလည်းဖြစ်တယ်ပေါ့နော်သူ့ရဲ့အရှိရုပ်ထွက်ရဆိုလို့ရှင်ကြွပြီးတော့လှနေအောင်လည်းတွေ့ရတယ်ပြီးတော့မီလုံးလေးတွေကအစာပေါ့နော်ဒီတိုက်စီပင်မဲ့ luxury sun နဲ့တိုက်စီလို့ပြောလို့ရတယ်ပေါ့နော်နောက်သူ့ရဲ့ဒီ charger time အနေနဲ့ပြောမယ်ဆိုလို့ရှင်ရင်0 to 100ကိုဒါ level 1နဲ့သွင်းမယ်ဆိုလို့ရှိရင်16ကနေ18နာရီထိသွင်းရတယ်။နောက်ပြီး DC နဲ့သွင်းမယ်ဆိုလို့ရှိရင်တော့45မိနစ်ပဲတာမယ်ပေါ့နော်။ သူ့ရဲ့ range ကဆိုလို့ရှင်လဲ401 km range ကြီးအသွားတယ်ပေါ့နော်။ mile အနေနဲ့ပြောရမယ်ဆိုလို့ရှင်240လောက်ထိသွားလို့ရတယ်လို့လည်းသိရတယ်။ပြီးတော့အထဲမှာဆိုလို့ရှင်လဲစစ်စင်ဝန်းနဲ့ဒါ leather တွေကိုဒီ leather တွေကိုမှ leather အကောင်းစားသုံးမိထားတယ်လို့လည်းသိရတယ်ပေါ့နော်။ပြီးတော့ဒီတိုက်စီအနေနဲ့ထွက်ရှိလာတာဆိုတော့အရင် fashion မစုံတဲ့အတွက်ကြောင့်ပေါ့နော်။ဟိုပြောရမယ်ဆိုသူ့ရဲ့အားသာချက်ကဘာလဲဆိုတော့ error gain တယ်ပေါ့နော်။ခီးတဲ့တွေကိုလည်းတတောင်တတာနဲ့ကြဲကြဲဝန်းနဲ့တင်ခေါ်ွားလို့ရတဲ့ကတစီလည်းဖြစ်တယ်။ နောက်ပြီးတော့ဒီဂျိုင်းလေးပါကြီးကြမယ်ဆိုလို့ရှိရင်လည်း luxury နည်းနည်းဆန်တော့အီအီလေးနဲ့ပေါ့နော်အရန်ကြီးလှုပ်လှုပ်ရှားရှားတွေမဖြစ်ပဲနဲ့အဆင်ပြေတာကိုလည်းတွေ့ရတယ်ပေါ့နော်ပြီးတော့အထဲမှာဆိုလို့ရှိရင်လည်းသူတေချာလေးကိုဒီအတွင်းကန်းလေးတွေကိုလည်းတေချာလေးကြီးလှုပ်ပေးထားလည်းတွေ့ရတယ်ဒီကားဆိုလို့ရှိရင်ဒါ9နှစ်ကိုကီလိုမီတာ3000တောင်းဒီဝန်နေပေးထားတာကိုလည်းဒါရှိတယ်ပေါ့နော်ဒီ info လေးလည်းသိရတယ်ဆိုတော့ကဲဒါဆိုလို့ရှိရင်တော့ဒါဒီကားလေးရဲ့အတချက်လေးတွေကိုပြပြခဲ့တာပဲဖြစ်ပါတယ်ပေါ့နော်ကဲနောက်တစ်စီးကဘာဖြစ်မလဲဆိုတော့မြပနဲ့တူလိုက်ကြည့်ပြပါဦးနော် ကဲဒီကားလေးကကြတော့ဒါချမ်းနေပဲထွက်ထားတယ်ပေါ့နော်ဒါ Bunny Easter ကမျိုးစားလေးလည်းဖြစ်တယ်သူ hatchback တိုက်လေးပေါ့နော်အဲ့တော့သူရဲ့ဒီရှေ့ရုပ်ထွက်ကိုကြည့်မယ်ဆိုလို့ရှိရင် mainly တော်တော်များများကြိုက်လောက်တဲ့ရုပ်ထွက်လေးပေါ့နော်ပြီးမိသူ့ရဲ့ဒီ silent အချက်ပြမီးလေးတွေကလည်းဒီနားလေးမှာဒါပြေးနေရဆိုတော့အမြင်တစ်မျိုးလေးစမ်းတယ်ပေါ့နော်အရှိရုပ်ထွက်ရဆိုလို့ရှိရင်လည်းခုနကပြောတဲ့အတိုင်းပဲဒါအမြင်လေးစမ်းတယ် mainly ဆိုလို့ရှိရင်ပို့ပြီးတော့ကြိုက်လောက်တယ်အတွင်းငန်းဆိုလို့ရှိရင်လည်းဒါအပြာရောင်လေးပေါ့နော်အပြာရောင်လေးဆိုတော့ အော်ဒီအထက်မှာမိသားစုတွေပေါ့နော်ကြဲကြဲဝန်းနဲ့ဒါ AC လေးထိုင်ပြီးစီးလို့ရတာကိုလည်းတွေ့ရတယ်။နောက်သူ့ရဲ့ charger အတိုင်းကကြတော့ခုနကဒါ EV Galaxy ပေါ့နော်အဲ့ဒါအတိုင်းမဲ့0ကနေ100ဆိုလို့ရှိရင် level 1နဲ့အတွင်းမဲ့ဆိုလို့ရှိရင်16နာရီကနေ18နာရီပေါ့နော်။နောက်ပြီးတော့ဒါ ဒီ C နဲ့သွင်းမယ်ဆိုလို့ရှိရင်ကျတော့ဒါ45မိနစ်လောက်ပဲကြာမယ်သူရဲ့ range သွားနိုင်တဲ့ range ကကျတော့300 km range ဒီကိုသွားနိုင်တယ်ပြီးတော့ battery capacity ကကျတော့32ဒါ battery capacity ဘဝတိပါတယ်ပေါ့เนาะနောက်သူရဲ့ဒါပြောမယ်ဆိုလို့ရှိရင်အော်ဟိုကားမှာကကျတော့ဒီ EV taxi မှာကကျတော့ပေါ့เนาะ spare wheel အပေါ်ပါတယ် အဲအဲ့ဒါလေးပေါ့နော်ဟိုဘက်မှာပြောဖို့ကြံခဲ့လို့ကဲဒါဆိုလို့ရှိရင်ဒီအထဲမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲသူကဒီအတွင်းနဲ့အသားလေးကိုကြာတော့ရှမ်းဝိုင်းသားလေးနဲ့သုံးမိထားရဲဆိုတော့အီအီလေးနဲ့ထိုင်လို့ကောင်းတယ်ပေါ့နော်မောင်းတဲ့လူလည်းတက်တောင့်တာရှိတယ်ပြီးတော့စတီယိုရိုင်းတွေကအစသူသေးချအယောင်လေးကိုကလန်လေးတွေကိုပေါ့နော် ဒီတိတိကျကျလေးသုံးမိထားရပေါ့နော် color match ဖြစ်နေရလေးကိုလည်းတွေ့ရတယ်ပြီးတော့ဒီ hatchback type ပုံစံလေးရကြတော့လေမြို့ပါဒီ personal အရာပြောရမယ်ဆိုလို့ရှင်ဒါ main click ရင်းနဲ့ပို့ပြီးတော့ light တယ်လို့ဒါထင်တယ်ပေါ့နော်ကြည့်ဒါဆိုလို့ရှင်တော့ဒါချန်အန်းနေပြီးတော့มาထွက်လာတဲ့ EV ဒီဟိုဘက်ကချန်အန်း ဒါဒီအက်ဒိုပေါ့နော် EV taxi အနေနဲ့လည်းထွက်လာတယ်ဒီချမ်းရဲ့ဒါ Benny Easter ဆိုရဲဒီအင်စည်းကားလေးကိုရောပေါ့နော်ခုပတ်မှာမြဘာကုနာပြပြပေးသွားတယ်ဒါချမ်းရဲ့အက်ဒို EV taxi ရဲ့ဈေးနှုန်းလေးတွေ ਆ ဆိုလို့ရှိရင်တော့3000ဝန်းကျင်နဲ့ねဒါပိုင်ဆိုင်နိုင်လို့လည်းရတယ်လို့လည်းသိရပါတယ်ဒီလိုကားတွေကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့မြဘာရဲ့ Cars TV showroom မှာလာရောက်ကြည့်ရှုပြီးတော့ဝယ်လို့ရနိုင်တယ်ဆိုတဲ့အကြောင်းလေးသတင်းကောင်းထပ်ပြီးတော့ပါလိုက်ပါရှင် TV ဝယ်နိုင်တယ်ဒါတော့ကားပိုင်ဆိုင်နိုင်စေရမယ်